ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘတ်14ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းနေရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့မြင်းကျမ်းမာတီတာရွတ်မှုပြူအဖွဲကိုတော်လိုင်းရက်တွေကြားဖြတ်တိုက်ခိုက်မှုပြူ15ရောက်ထက်မနည်းသိဆုံးပေကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းကျံမြို့နယ်အတွင်းမှာကြေးရွာတွေကိုမိရှုဖျက်ဆီးနေတဲ့ တီရာယူမွန်ပြူအဖွဲ့ကိုတော်လန်ကြီးတက်တွေဂျာဖြတ်တက်ခဲ့ခဲ့တယ်လို့ပြည်သူ့ကြေတပွင့်တက်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၁၀ရက်နေ့ကမြင်းကျံမြို့နယ်ရွာကြီးညောင်ပင်ရွာလမ်းပိုင်းမှာတီရာယူမွန်ပြူအဖွဲ့ကိုဂျာဖြတ်တက်ခဲ့ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာပြူစောတီ15ရောက်ထံမှနေတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကြေတပွင့်တက်ဖွဲ့ဦးဆောင်ပြီး MGN Danger Dynamite နဲ့မြင်းကျံပကပအဖွဲ့များကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ နေရကဘျူအာတိုက်ပွဲဆက်လက်ပြင်းထန်စစ်တပ်အရာရှိတွေဘျူအာကနေပစီယောဘက်ကိုဆွတ်ခွာသွားပြီးပြန်လည်စစ်ကြောင်းထိုးဖို့ကြိုးစားနေကတင်းနှင်းစစ်စစ်သားတွေတော်လန်ရေးတပ်တွေထံကိုဇက်တိုက်အလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေရကဘျူအာကန်စစ်ကိုဥဆောင်နေတဲ့အမတ်ဆက်ခွန်စစ်စင်ကိုကဲမှုဌာနချုပ်ဆက်ကခဆက်ခွန်ကအရာရှိဘိုင်းတွေဟာအော်တိုဘန်9ရက်နေ့ကလေးကဆွတ်ခွာသွားပြီးဘျူအာထဲမှာကျန်နေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုခံတိုက်ခိုက်သူတွေရှိသလိုတင်းနှင်းစစ်စစ်သားတွေလက်နက်တွေထားပြီး အေအေနဲ့မဟာမိတ်တပ်တွေထံကိုဇက်တိုက်အလင်းဝင်လာတယ်လို့စီးရီသတင်းရှင်းမြစ်တချို့ကပြောပါတယ်။အရာရှိပိုင်းတွေကအော်တိုဘန်လ9ရက်နေ့ကလေးကစုခွာသွားတာအခုကပဇီရွာဘက်မှာအခြေပြုနေတယ်။အဲ့ဒီကနေစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်။ဘီယွာထဲမှာကြံနေခဲ့တဲ့ပတ်စစစ်မှုတန်တင်းနှင်းစင်းတွေကတော့ခံတိုက်နေတဲ့သူတွေရှိတယ်လို့လက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့သတင်းရှင်းမြစ်တအူးကဆိုပါတယ်။ Ambrand Labbyte အနီးကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ဘီယွာကို အေအေနဲ့မာမိတ်တပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာသူးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကဒေတာရင်းစစ်ဆင်ရေးနဲ့ခုတ်ကန်စစ်တွေကိုတပ်မကိုကိုကတာဝန်ယူခဲ့တာပါ။ကာကင်စကန်ကြီးဖြစ်တဲ့ MPD တာဝန်တိုင်ဂုံးကိုအေအေကမတ်လမှာတင်ယူခဲ့ပါတယ်။စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်သေးဆုံးတာတွေတပ်မကိုကိုလက်အောက်ခံအမတ်ကိုကိုနဲ့နိဗျောအဖွဲ့ကယာယီနိဗျောမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်အပေါင်းအဝင်အရာရှိတွေအေအေရဲ့ဖမ်းဆီးခံရတာတွေနဲ့ထွက်ပြေးသူတွေများပြားခဲ့ပါတယ်။ ဒါကြောင့်တမကုကုတမမှုဘူမူကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမင်လာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တိစုံတရားရသူအဖမ်းခံရသူတော်လန်ရေးတပ်တွေထံကိုအလင်းဝင်သူထွက်ပြေးသူတွေမြပြခဲ့ပြီးအထိနာခဲ့တဲ့တမကုကုကိုနောက်တန်းပြန်ပို့ခဲ့ပါတယ်။တမကုကုနေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်စကခစခွန်နောက်ကန်တရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်။စစ်ကောင်စီကနေ့ရက်ကန်ဗျူဟာအမ်ဘရန်လန်အပအဝဲရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းအေရီတိုင်းက စည်ရင်နေမြေတွေမှာတမကိုကိုလောက်ကန်တရင်တွေအစားစကကစကွန်လောက်ကန်တရင်တွေဖြစ်တဲ့ကမယ904ကမယ969ကမယ905ကမယ900ကမယ9103ခလယ295တို့ကိုပို့ဆောင်ထားတာပါအဲ့ဒီတရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူစစ်မှုတန်တင်းနှင်းစင်းတွေအများပြပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေတင်ပိုက်ထားတဲ့စကန်တွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်စစ်ကောင်စီကလီချောင်းလက်နက်ကြီးနဲ့ စစ်မှုထမ်းတင်တဲ့စင်းတွေအင်အားကိုတုံးပြီးထိုးစစ်ဆင်းနေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်စက်တင်ဘာလဇန်ပိုင်းကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေများပြီးစုတ်ခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်နိုင်ရီကန်ဗျူဟာပတ်ဝန်းကျင်ကအထက်ကကကင်းစခန်းနှစ်ခုဖြစ်တဲ့ဂုတ်ကြီးစခန်းနဲ့ဖိုက်တာဂုံးကိုစက်တင်ဘာလကုန်ပိုင်းနဲ့အော်တိုဘားလာဇန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေကထပ်မံသိမ်းယူပြီးနောက်ဗျူဟာတွေကစစ်ကောင်စီအရာရှိတွေက ရဟတ်ရင်တွင်နဲ့ဆုတ်ခွာသွားတယ်လို့စီရီတင်းရင်းမြစ်စီကနေသိရှိရပါတယ်။ပစီရွာငဖဲမြို့နယ်ထဲမှာရှိပြီးအဲ့ဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့မြေပြင်မှာရှိနေတဲ့တင်းရင်းမြစ်ကဆိုပါတယ်။နေရီကန်ဘျူဝါကိုအေးအေးနဲ့ပူပေါင်းတက်တွေကအနီးကဝိုင်းပတ်ပိတ်ထားပြီးအပြည့်အသက်သိမ်းပိုက်နိုင်ဖို့တိုက်ပွဲတွေပြင်းထန်နေစေလို့သိရှိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများပြားခဲ့ပြီးအေးအေးနဲ့မဟာမိတ်တက်တွေဘက်မှလည်းအထိခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ2ရက်နေ့ကတိုက်ပွဲမှာ ရဲဘော်နှုတ်ကြဆုံးခဲ့တယ်လို့အရှိုချင်းကာကွယ်ရေးတပ် ACDF ကအော်တိုဘလ၈ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မာမိတ် တပ်ဖွဲ့အချို့ကရဲဘော်အချို့လည်းကြဆုံးခဲ့တာရှိပါတယ်။နေရီကန်ဘီယိုအကိုအပြီးသက်သိမ့်ပိုက်နိုင်ပြီးဆိုရင်စစ်တပ်အနေနဲ့အမ်းမြုပ်ကိုဥတည်လို့မရတော့တယ်လို့ကာကွယ်ပစ္စည်းစက်ရုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကပုံမထင်းချုပ်ဖိအားပေးလာနိုင်မှာဖြစ်တယ်လို့စီးလိလာသူတွေကဆိုပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကော့ကရိတ်မြို့နယ်နောင်မီရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ် DKPA နဲ့ BGF ပူးပေါင်းတပ်များဘက်မှတိုက်စုံးမှုများပြားကသုံးဦးအရှင်ဖမ်းမိကြကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နောင်မီရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ် DKPA နဲ့ BGF ပူးပေါင်းတပ်တွေဘက်မှ30ဝန်းကျင်တိုက်စုံးခဲ့တယ်လို့သုံးဦးအရှင်ဖမ်းမိထားကြောင်းလည်းကရင်စည်ရေးတရင်ရှိမြစ်ကဆိုပါတယ်။အော်ရိုဘာလ10ရက်နေ့ကကော့ကရိတ်နောင်မီရွာဘက်ကိုအချမ်းပတ်စစ်တပ် DKPA ဗိုလ်ပြီးတပ်နဲ့ BGF တပ်များပူးပေါင်းပြီးအင်အားအလုံးအင်းနဲ့ထီဖိုးဆန်ဒေါနာတောင်လန်ဟောင်းဘက်မှတဆင့်ထိုးစစ်ဆင်လာကြောင်းနောက်မိကြေးရွာအနီးအရောက် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြောက်ဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်မှာစစ်ကောင်စီတပ် DGBA နဲ့ BGF တပ်သား30ဝန်းကျင်သေဆုံးခဲ့ကာ DGBA တပ်သား3အရှင်ဖမ်းမိပြီးစစ်ကြောင်းပြက်၍နောက်ပြန်ဆုတ်ပြေးသွားကြောင်းဒါအပြင်တိုက်ပွဲအတွင်မှာထိခိုက်ဒဏ်ရာရရှိတဲ့စစ်သား DGBA နဲ့ BGF တပ်သားတွေကို Lunatic Car တွေနဲ့ နဘူးစေယုံဖအံမြွနဲ့စေယုံနဲ့တောင်ကလေးစေယုံများကိုပို့ဆောင်ထားကြောင်းသိရှိရပါတယ်။အဲဒီလိုတိုက်ခိုက်ခံရမှုကိုမကြေနပ်တဲ့အတွက်ယနေ့အော်တိုဘာလ14ရက်နေ့မှာအကြံဖတ်စစ်ကောင်စီတပ်ကနောင်မီကြေးရွာကိုလီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် DGB နဲ့ BGF တပ်ဖွဲ့များကလည်းလက်နက်ကြီး drone နဲ့ဘုံကျဲကနောင်မီကြေးရွာကိုဖျက်ဆီးနေကြောင်းသိရှိရပါတယ်။ဘူပိ DGB တွေ BGF တွေစစ်ခွေးနဲ့စစ်ကြောင်းတက်လာတာနောင်မီမှာဖျက်တိုက်တော့30ဝန်းကျင်လောက်တေကုန်တယ်။ TGB BGF တွေ20လောက်တိတယ်သိတယ် TGB က3ယောက်အရှင်ဖမ်းမိထားတယ်တော်လန်ရေးဘက်ကအဲ့ဒီမှာမြပတန်ရွာဘက်ကိုပြန်လဲဆုတ်ခွာပြေးတော့ကိုဘူဘီအဖွဲ့ကအခင်းမကြီးဖြစ်ပြီး drone နဲ့ချလက်နက်ကြီးပစ်ထည့်နေတာအခုဒီနေ့14ရက်မှာလေရင်ဘုံကျဲတယ်ရွာတော့တော်တော်ပျက်စီးကုန်ပြီလို့ကြေးရွာအတွင်းမှာစေဘေးရှောင်လာတဲ့ကြေးရွာသားများကဆိုပါတယ်ယခုအခါအကြမ်းဖက်စစ်တပ် TGB နဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေကနောက်တပံမြပတန်နန်းကော့တီကော့ဖန်ရက် နောင်မိကျေးရွာများမှာပြည်သူတွေကိုကျေးရွာအတွင်းမှာတင်းရှောင်ခွင့်မပြုဘဲလူသားတိုင်းကဖြစ်ထိမ့်သိမ်းထားကြောင်းသိရှိရပါတယ်။ပိုပြီးနဲ့စစ်တကကောင်တွေကရွာသားတွေကိုစစ်မရှောင်ခိုင်းဘူး။ရွာမှာပဲနေခိုင်းတယ်။ PGF ကလည်းကားတွေနဲ့ကင်းလည်နေတယ်။ရွာသားတွေတွေ့ရင်ဖမ်းပြီးရိုက်တယ်စစ်တယ်။သူတို့ကိုဒရုန်းချခံရမှကြောက်လို့ရွာကလူတွေသူတို့နဲ့အတူတူနေနေရတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြပါတယ်။တလိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ခံရမှုကိုကြောက်နေတဲ့အချမ်းဖတ်စစ်တပ် DGB နဲ့ BGF ကူပေါင်းတပ်တွေက ဒရုန်းပြန်တပ်မှုတွေကိုဖြတ်တောက်ဆက်ဂျမ်ဘာများ24ຫນိုင်မီးစက်မောင်း၍ဆက်တွေကိုဖွင့်လှစ်ထားတဲ့အတွက်ကြောင့်ရင်းဒေသမှာဖုန်းလိုင်းအင်တာနက်လိုင်းများပါတုံ့မရဖြစ်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ရင်းမြို့နယ်အာယူတောင်ဘက်ချမ်းမှာရှိတဲ့စစ်တပ်ရဲ့ခမရ33စခန်းကုန်းကိုလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ရင်းမြို့နယ်အာယူတောင်ဘက်ချမ်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ33စခန်းကုန်းကိုလက်နက်ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ကြောင်း ရေဘလူတပ်ဖွဲ့ရဲ့ခေါင်းဆောင်ရေဘလူကပြောကြပါတယ်ယမန်နေ့အော်တိုဘားလ23ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့အနီးအနားထိတွားရောက်၍60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့မနေ့တုန်းက23ရက်နေ့မနက်8နာရီခွဲလောက်မှာ343အာယူတောင်ပတ်ချမ်းမှာရှိတဲ့343တက်ကိုလက်နက်ကြီးနဲ့တွားပစ်တာပေါ့တက်သေးကတော့60အတိတော့ကြတယ်၃လုံးပစ်တယ်၃လုံးကွယ်တယ်ကျွန်တော်တို့တရင်နာထိကိုဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကရန်ကုန်ခေတ်တရင်ဌာနကိုပြောကြားပါတယ် ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်သားတွေရဲ့ထိခိုက်စရင်ကိုတော့မသိရှိရသေးကြောင်းရေဘလူးအဖွဲ့ထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့စကိုင်းမင်းကွန်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှ၁၀ဦးထပ်မင်းသေဆုံးကတော်လိုင်းဘက်မှလည်းကြာဆုံးမှုတချို့ရှိပြီးတင်ကန်းဝတ်ပြူစောတီခေါင်းဆောင်ဝီပုံလအဖွဲ့ကနေမြေအတွင်းတနက်ပစ်ပေါက်တောင်းကျန်နေကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားတဲ့အတွက် တင်ကန်းဝစ်ပြစော်တီကောင်းဆောင်ဝေပုံလအဖွဲကလက်ပိုက်တလျှောက်တနက်ပစ်ဖောက်ကတောင်းချမ်းနေကြောင်းဒေသပြည်သူများနဲ့ခီးတော်ပြည်သူများကဆိုပါတယ်ယမန်နေ့အော်တိုဘာလ23ရက်နေ့မနက်7:00နာရီခန့်မှာစကိုင်းမင်းကွန်းလမ်းပိုက်မှာရှိတဲ့လက်ပံရွာနဲ့ကိုရောင်ရွာအကြားမှာအကြံဖတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရေတီတွေ့တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ15ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်ရင်တီတွေ့တိုက်ပွဲအတွင်းမှာသေဆုံးသွားခဲ့တဲ့စစ်သားမသားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုစစ်တပ်ကပြန်လည်တယ်ဆောင်လာစင်မှာပောက်တော်ရွာရည်ညှိဆက်ယုံလမ်းကြားအယောက်တော်လိုင်းတပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်ထီတွေ့တိုက်ပွဲမှာလည်းအကြံဖတ်စစ်တပ်ဘက်မှတိကိတ်သိဆုံးမှုများပြားခြင်းကြောင့်ပောက်တော်ရွာမှအင်စီကားများကိုချောဆွဲပြီးစစ်သားမတအလောင်းများကိုတိတ်ထုတ်သွားကြောင်းဒါအပြင်စစ်သားတွေကပြည်သူပိုင်းစိုက်ကယ်တွေကိုလည်းဓမြတိုက်ကယူဆောင်သွားကြောင်းသိရှိရပါတယ်။အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ယမန်နေ့မွန်းလွဲ၃နာရီခန့် ်တင်ကန်းဝပ်ပီစော်တီခေါင်းဆောင်ဝေပုံနာအဖွဲ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြေးရွာတွေကိုရောက်ရှိလာပြီးစကိုင်းမင်းကွန်းလမ်းပိုက်တလျှောက်မှာဆဲဆူတောင်းချန်းကတနက်အချက်ကြီး300ကျော်ပြစ်ပေါက်သွားကြောင်းသိရှိရပါတယ်။မနေ့ကစကိုင်းမင်းကွန်းလမ်းပိုက်မှာရှိတဲ့လက်ပံရွာနဲ့ခူတောင်ရွာအကြားမှာတိုက်ပွဲဖြစ်တယ်။စစ်ခွေးတွေတော်တော်အထိနာတယ်။ခံမန်းစစ်ခွေး15ခေါင်းလောက်တည်တယ်။တော်လိုင်းတပ်ဖွဲ့တစ်ခုကအလစ်ဝင်တိုက်တာလို့သိရတယ်။အဲ့ဒီတိုက်ပွဲကစစ်ခွေးအလောင်းတွေကိုတဲထုတ်ပြီးအပြန်ပေါက်တော့ရင်ကြီးဆက်ယုံလမ်းကြမှာလဲ ောက်တစ်ခါတိုက်ပွဲထပ်ပစ်တယ်လို့သိရတယ်အဲ့ဒီတိုက်ပွဲမှာလည်းစစ်ခွေးအသေးများတယ်အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်ကိုယ်တိုင်ခီးသွားရင်မြင်ခဲ့တာစစ်ခွေးတွေကပေါတော့ရွာကခွေးဘလူးကားကိုချော့ဆွဲပြီးအလောင်းတွေတည်သွားတာမြင်တယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးမွန်လွဲ၃နိုင်လောက်မှာတင်ကန်းဝတ်ဝေပုံလောက်အဖွဲကတိုက်ပွဲဖြစ်တဲ့နေရာကိုရောက်ရှိလာပြီးညအထိဆဲဆိုတောင်းကျမ်းတယ်တနက်တွေလည်းပြစ်ပေါက်သွားတာအချက်ကြီး300လောက်ရှိတယ်လို့ဒေတာပြည်သူတို့ကဆိုပါတယ်အဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး တက်ဆိုင်ရာနေမြေအတွင်းမှာရှိတဲ့တော်လန်ကြီးတပ်ဖွဲ့တွေကတော့သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူးခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ကြီးသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ